ဇကုတာတာရှိတဲ့တရုတ်စစ်လက်နက်တွေကိုယုံစားမိလို့ပြတ်တုတ်သွားပြီဖြစ်တဲ့ sorry arabia ဒီလိုနေထားနေဆိုရင်လက်နက်မထုတ်ပဲကော်ရုပ်ပတ်ပဲလုပ်ပြီးမြန်မာပြည်ကိုတင်သွင်းချင်းထဲပါလို့ထက်မှန်ကြံပေးအားလုံးမင်္ဂလာပါဗကန်တက်တဲမဲ့ channel ကညွှန်ဆိုပါတယ် sorry arabia ဟာတရုတ်ရဲ့လေတာလက်နက်တွေပေါ်မှာကြီးကြီးမားမားရင်းနှီးမြှုပ်နှံခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလက်နက်တွေကောင်းကောင်းအလုံးမလုံးတဲ့အတွက်သူတို့တော့ကြီးမားတဲ့ပြဿနာဖြစ်ပြီးငွေတွေဖြုန်းလဲရတာပါပဲဒီအခြေအနေကတရုတ်နဲ့ပတ်သက်လို့လေမင်းကုန်းထုတ်စရာတွေရှိလာပါတယ် တရုတ်ရဲ့စစ်ဘက်လက်နက်တွေကတကယ်ပဲစက်ကူကြားတွေလားဒီလိုကြီးမားတဲ့ကြာရှုံးမှုကြီးဖြစ်ပြီးတဲ့နောက်မှာတရုတ်ဟာသူ့ရဲ့စစ်လက်နက်ပစ္စည်းတွေကိုနိုင်ငံခြားကိုဆက်ရောင်းပါအောင်မလားပထမဦးဆုံးအနေနဲ့ဆော်ဒီအာရေဗျဝယ်ယူခဲ့တဲ့တရုတ်စစ်ဘက်ပစ္စည်းကိုလေ့လာကြည့်ဖို့လိုပါတယ်အဲဒါက Sky Shield လို့ခေါ်တဲ့ drone တိုက်ဖြတ်ရေးစနစ်ဖြစ်ပါတယ်ဒီစနစ်ဟာ radar လင်းပြန်ကိရိယာလျှက်စစ်လိုင်းနောက်ရှက်တဲ့ကိရိယာတွေနဲ့လေဇာလက်နက်တွေကိုပေါင်းစပ်ထားပါတယ်အခြေခံအားဖြင့်တော့ဒီလေဇာတွေကစွမ်းအင်ပြင်ရောင်ကြီးကိုအသုံးပြုပြီးတော့ရန်သူရဲ့ drone တွေကိုမီးရှို့ပစ်ပြီးကောင်းကင်ကနေပြုတ်ကျစေဖို့ရည်ရွယ်ထားပါတယ် စကိုင်းရှိကိုတရုတ်နိုင်ငံပိုင်ကာကွယ်ကုမ္ပဏီဖြစ်တဲ့ CCTS ကတည်တွင်ခဲ့တာဖြစ်ပြီးတော့ဒီစနစ်နဲ့ပတ်သက်လို့ရဲရဲဝံ့ဝံ့ကြွားလုံးထုတ်ခဲ့ကြပါတယ်။စမ်းသပ်မှုတစ်ခုမှာ drone 20စီးကိုတရားရဂိုင်လုံးတိုက်ထုတ်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ CCTS ရဲ့ပြောကြားချက်အရဒီစနစ်ကိုဆော်ဒီအာရေးပြပြင်တခြားနိုင်ငံပေါင်း20လောက်ကိုလည်းရောင်းချခဲ့ပြီးပါပြီ။ဒါဆိုရင်ဘာကြောင့်ဒီလောက်နိုင်ငံတွေကဝယ်ယူခဲ့ကြတာလဲ။ပထမချက်ကတော့စစ်တပ်တွေက drone တိုက်ပစ်စနစ်တွေကိုတည်တံလိုအပ်နေလို့ပါ drone တွေကခုခေတ်စစ်ပွဲတွေရဲ့တိုက်ခိုက်ပုံစံတင်ဖြစ်လာပြီးဒါကရှေ့လေပိုင်းမှာပို့ပြီးတော့အရေးကြီးပါတယ်ရေမြေနိုင်ငံကအကြမ်းဖက်ဖွဲ့ဖြစ်တဲ့ ဟော့တက်စ်တွေအားဆော်ဒီအာရေးပြပောင်ဝင်ရန်သူတွေကိုပုံမှန်ဒရုန်းအနေနဲ့တိုက်ခိုက်နေကြပါတယ်ဟော့တက်စ်တွေကိုအဓိကထောက်ပံ့တဲ့အီရန်မှာလည်းကြီးမားတဲ့ဒရုန်းလက်နက်တိုက်ရှိနေပါတယ်အီရန်ဟာဆော်ဒီအာရေးပြရဲ့အကြီးမားဆုံးမဟာဗျူဟာပြန်ဖက်ဖြစ်ပြီးတော့အီရန်ဆော်ဒီပြဂျာကန်စစ်ပွဲမှာရင်ဆိုင်နေရပါတယ်ဆော်ဒီအာရေးပြဒရုန်းတွေကိုဘာကြောင်ကြောက်ရွံ့နေတယ်လဲနားလေပုံမခတ်ပါဘူးဆော်ဒီအာရေးပြဟာရေနံထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီးစီးပွားရေးကကမ္ဘာကြီးဆုံးရေနံမြေဖြစ်တဲ့ဂါဝါမြေလိုနေရာနှင်းငယ်ပေါ်မှာပဲမိခိုနေရပါတယ်ရန်သူတွေကအဲ့ဒီလိုအဆောက်အုံတွေကိုဖျက်ဆီးလိုက်မယ်ဆိုရင်စီးပွားရေးအကြီးအကျယ်ထိခိုက်နိုင်ပါတယ် ဒရုန်းတွေအလုံးကြီးနဲ့တိုက်ခတ်နိုင်ပြီးဈေးပေါ်တွေအတွက်ဒီလိုလိုပို့အကောင်းဆုံးလက်နက်တွေဖြစ်နေပါတယ်သူတို့ကိုတပြိုင်တည်းရာနဲ့ကြည့်ပြီးစေလွတ်နိုင်တာကြောင့်ကာကွယ်ရေးစနစ်တွေမနိုင်မနေဖြစ်သွားစေပါတယ်2019ခုနှစ်မှာအက်ခီယာရေနံသက်စင်ဆက်ရုံနဲ့ခရီးယားရေနံမြေတို့ကိုဒရုန်းတွေနဲ့တိုက်ခတ်ခဲ့တဲ့ဆိုးရွားတဲ့အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်ဒီတိုက်ခတ်မှုကြောင့်ပဲဆော်ဒီအာရေဗျရေနံထုတ်လုပ်မှုရဲ့တော်ဝင်ဤပါခဏတာရပ်တန့်သွားစေခဲ့ပါတယ်ဟုတ်တဲ့တွေကတာဝန်ယူခဲ့ပြီးမဲ့အမေရိကန်နဲ့ဆော်ဒီအာရေဗျကတော့အီရန်ကိုတိုက်ရိုက်ပြစ်တင်ခဲ့ပါတယ် 2019ခုနှစ်ကတည်းကဆော်ရီအာရီပြဟာဒရုန်းကာကွယ်စနစ်တွေကိုအသေးအတန်ရှာဖွေနေခဲ့ပါတယ်။အီရန်နဲ့စစ်ပွဲပြေဆုံးဖြစ်လာခဲ့ရင်2019ခုနှစ်တဲ့ဘိုးဆိုးရာကိုမျှော်လင့်ရမှာဖြစ်လို့ပါပဲ။တမိုင်းကြောင်ရဆော်ရီရိုက်ပြဟာအမေရိကန်တို့ Patriot စနစ် THAAD စနစ်နဲ့ဂျာမနီထုတ် Aris D စနစ်တွေအပေါင်းဝင်အနောက်နိုင်ငံထုတ်စစ်လက်နက်ပစ္စည်းတွေကိုဝယ်ယူခဲ့ပါတယ်။ဒါဆော်ရီရိုက်ပြကအမေရိကန်နဲ့မဟာမိတ်ဖြစ်ခဲ့လို့ပါ။ဒါပေမဲ့ပြဿနာအချို့တော့ရှိနေပါတယ်။ပထမချက်ကတော့ဒီလိုရိုးရာစစ်ပစနစ်တွေဟာဈေးရန်ကြီးပါတယ်။သူတို့ရဲ့လေကြောင်းရံကားကွယ်ရေးဒုံးကြီးတွေဟာတစ်စင်းကိုဒေါ်လာရာနဲ့ကြီးကနေပြီးတော့တန်းချီကုန်ကြပါတယ်။ ဒရုန်းတွေကဈေးပို့ပြီးတော့ပို့ပြီးတော့အလွယ်တကူသုံးဆွဲနိုင်လာကြောင်းစော်ရီရိုင်းပြဟာမျိုးစားတဲ့စနစ်တွေကိုလိုအပ်နေပါတယ်။အနောက်နိုင်ငံတွေကတော့ဒီလိုစနစ်တွေကိုကောင်းမွန်တဲ့အကြောင်းပြချက်တွေကြောင်းလက်ရှိအချိန်မှာမရောက်ကြသေးပါဘူး။နောက်ပြီးတော့စော်ရီရိုင်းပြကိုတရုတ်နဲ့ပုံပုံနီးစပ်စေတဲ့ဗတ်တဝီဝီနိုင်ငံရဲ့အပြောင်းအလဲများလည်းရှိနေပါတယ်။ စော်ရီအရိပြဟာအမေရိကန်ရဲ့မဟာမိတ်တပ်တပ်ပဲဖြစ်ကျင်တော့တာမဟုတ်ပါဘူးအရေးကြီးဆုံးအကြောင်းရင်းကတော့ရေနံနဲ့သက်ဆိုင်ပါတယ်တရုတ်ဟာကမ္ဘာမှာဒုတိယအများဆုံးရေနံသုံးဆွဲတဲ့နိုင်ငံဖြစ်ပြီးကမ္ဘာနံပါတ်1ရေနံတင်သွင်းသူဖြစ်နေပါတယ်ကမ္ဘာအကြီးဆုံးရေနံတင်ပို့သူဖြစ်တဲ့စော်ရီအရိပြအတွက်ကတော့ဒါဟာတရုတ်ကိုဆွဲဆောင်မှုရှိပြီးကျိုးချောင်းစီလျော်တွေမိတ်ဖက်ဖြစ်စီပါတယ်ဒါကြောင့်မစော်ရီအရိပြဟာကာကွယ်ရေးပိုင်မှာတရုတ်နဲ့ပူးပေါင်းချင်ပြီးတရုတ်လက်နက်စနစ်တွေကိုဝယ်ယူခြင်းကနှစ်နိုင်ငံဆက်ဆံရေးကိုပုံမခိုင်မာစေမဲ့ပြင်အမေရိကန်ပေါ်မိခိုးမှုရောကြစေမှာဖြစ်ပါတယ်။ဒါကြောင့်မဲဆော်ရီအာရေပြဟာတရုတ်ရဲ့စကိုင်းရှိကိုဝယ်ယူခဲ့တာဖြစ်ပြီးအစားကတော့အလားလာကောင်းပုံရပါတယ်။ ီအိုရီယာ drone တွေကိုပြေချဖို့အတွက်အကုန်ကြအလွန်သက်သာပြီးတီးကြတဲ့နေလန့်ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ပါစွမ်းအင်ကိုပဲအသုံးပြုတာဖြစ်ပြီးဒုံးကြီးတွေဆုံရှုံတာမျိုးမရှိပါဘူး။လေဆာလန်းနဲ့တွေကိုစေစုနေများစွာထုတ်လုပ်နေပေမဲ့ဘာလို့ကြေကြေပြက်ပြက်လက်ခံသုံးစွဲမှုမရှိသေးတာလဲဆိုတဲ့အကြောင်းရင်းရှိပါတယ်။လေဆာလန်းနဲ့တွေရဲ့ယူပါပေတာနဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာကအလွန်ခက်ခဲပါတယ်။အင်မတန်ကြီးမားတဲ့ပါဝါထောက်ပံ့မှုလိုအပ်ပြီးရွေးလျားနေတဲ့ပြင်မှတ်ပုံကိုလေဆာရောင်ကြီးကိုတိတိကျကျထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်။ ပြီးတော့စက္ကန့်နည်းငယ်ထက်ပိုကြောင်းလေးသားရောင်ကြီးကိုပြစ်လွတ်မယ်ဆိုရင်လက်နက်ကိုယ်နဲ့အပူလွန်ကဲပြီးတော့မပြည့်စည်အောင်အစိမ့်မြင့် AAP စနစ်လိုအပ်ပါတယ်။ဒါပြင်တိန်မိုးဒါမှမဟုတ်ဖုံမုံနေလိုမျိုးရိုးရှင်းတဲ့ရာသီဥတုအခြေအနေတွေကလက်နက်ရဲ့ထိရောက်မှုကိုတည်တည်တသာရောကြစေပြီးတိန်ထူးတဲ့နေ့မှာအလုံးမလုံးနိုင်တဲ့ကာကွယ်ရေးစနစ်မျိုးကိုမထားနိုင်ပါဘူး။ဒါပေမဲ့တရုတ်ကသူတို့ဒီပြဿနာကိုဖြေရှင်းပြီးပြီလို့ပြောခဲ့ပြီးသူတို့ရဲ့လေဆာစနစ်တွေက Sorry Arabia ရဲ့ drone ပြဿနာတွေအသင့်တော်ဆုံးဖြစ်တယ်လို့ပြောခဲ့ပါတယ်။လေယာဉ်ရာခိုင်လုံးတေချာပေါက်တိုက်ထုတ်နိုင်တယ်ဆိုရင်နှုံထားနေဆိုရင်တော့ Sorry Arabia ညင်းပယ်လို့မရတဲ့ကမ်းလှမ်းမှုပါ။ သို့တော်လေအပြင်းမကြီးအောင်နဲ့မသိနိုင်ပါဘူးတရုတ်လေဆာလက်နက်တွေကပြောထားသလောက်မှကောင်းပါဘူး defense block တွေကိုပြောပြခဲ့တယ်။ sorry စစ်ဘက်ရာရှိအောင်တို့ရဲ့ဆိုရစမ်းသပ်မှုတွေမှာကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပေးမယ်။လက်တွေ့ချိန်ဒီမှာတော့ sky ရှိရဲ့ထိရောက်မှုဟာဂတိပေးထားသလောက်မရှိပါဘူး drone တစ်စင်းလောက်ကိုတေချာပြေချဖို့အတွက်15မိနစ်ကနေမိနစ်30အထိစက်တက်ပြတ်မှတ်ထားပြီးတော့လေဆာနဲ့ထိုးဖို့လိုအပ်ပါတယ်။သူကပြောပါတယ်တကယ်တိုက်ပွဲမှာဒီလောက်အချိန်မရပါဘူး drone တွေကတနအာရီကိုမိုင်းဒီယာထက်ပုံမြအောင်ပြန်တန်းနိုင်ပြီးဒါစင်းနဲ့ချီပြီးတော့ဒပြန်နဲ့ထဲလာနိုင်ပါတယ်။ ဒါပေမဲ့ Sky ရှိရဲ့ကြာရှုံးရတဲ့အကြောင်းရင်းတွေကအံဩစရာမဟုတ်ပါဘူး။ Sorry ရပြတဲခန္ဓာရတဲ့ကအလုံးမင်းပူပြင်းတဲ့အပူရှင်ကြောင့် AAP စနစ်ဟာစွမ်းအင်များစွာသုံးဆွဲခဲ့ရပြီးလေသာရောင်ကြီးကိုရန်ကိုအားနည်းသွားစေပါတယ်။ဖုံမုန်းတဲ့တဲတွေကလည်းချီယာကန်စနစ်ကိုနောက်ဆက်ပေးပြီးလေသာရောင်ကြီးကိုအားနည်းစေပါတယ်။ဒီချိန်တည်းမှာပဲဒီစနစ်တွေကလည်းအများစွာဖြန့်ချက်ဖို့မလွယ်ဘူးပဲ။တက်ဆင်ဖို့အတွက်အချိန်အများကြီးယူခဲ့ကြပါတယ်။ဒီအကြောင်းလေးကြောင့်မြန်မာနိုင်ငံတွေကသူတို့ရဲ့လေဆာစနစ်တွေကိုမရောက်ရသေးတာပါ။ တို့လုံးမလုံးကြလို့တော့မဟုတ်ပါဘူး။အမေရိကန်မှာ DM Furious စနစ်နဲ့ Halo စနစ်ရှိနေပြီးတော့ Israel မှာလည်း Iron Bing စနစ်ရှိပါတယ်။ Germany, UK, ပြင်သစ်၊ဂျပန်နဲ့တောင်ကိုရီးယားလိုတခြားနိုင်ငံတွေကလည်းလေဆာလက်နက်နေပညာကိုတည်ထွင်နေကြပါတယ်။ ဒါပေမဲ့ဒီစနေအားလုံးဟာပြီးပြည့်စုံသေးတာမဟုတ်ပါဘူးသူတို့ကစမ်းသပ်ပုံစံအစစ်မှာဒါမှမဟုတ်အခုမှပဲဖျက်ချက်ထားတာမျိုးရှိပါတယ်ဒီနိုင်ငံတွေကသူတို့ရဲ့လေဆာလက်နက်တွေရဲ့ထိရောက်မှုကိုနိုင်ငံခြားဝယ်လက်တွေကိုအမှခံနိုင်တဲ့နည်းလမ်းမရှိပါဘူးဒါဆိုရင်တရုတ်ကသူ့ရဲ့လေဆာစနစ်တွေမကောင်းသေးတာကိုသိလျက်နဲ့ဘာလို့ရောင်းချခဲ့တာလဲပထမဆုံးအနေနဲ့တရုတ်ကသူတို့ရဲ့နည်းပညာတိုးတက်မှုကိုပိုချမ်းပြီးပြောဆိုတတ်ပါတယ်တရုတ်ကွန်မြူနီပါတီရဲ့ဝါဒဖြန့်မှုကတရုတ်ကာကွယ်လုပ်ငန်းကိုအမေရိကန်နဲ့ရှင်ပြန်နေတဲ့အစိမ့်မင်းဤပညာတွေရှိတယ်လို့ဖော်ပြနေပါတယ်။ဒါကိုလီဇာလန်လက်တွေတွေမှာကပဲ hypersonic လက်နက်တွေနဲ့တိုက်လေရင်းနေမှာပါလှုပ်ဆောင်နေတာပါ။ ဒီအောင်မြင်မှုတွေတဲကတချို့ဟာတကယ်ဖြစ်နေတိုင်းပဲပဲတချို့ကတော့ခြေကားပြီးတော့ပြောနေနိုင်ပါတယ်ဒါကလည်းတရုတ်ကိုသူ့ရဲ့စမ်းဆောင်ရဲ့ပေါ်ယုံကြည်မှုလွန်ကဲစေနိုင်ပါတယ်ဒါပြင်တကတရုတ်ကာကွယ်လုပ်ငန်းကိုစီမံခန့်ခွဲမှုပုံနဲ့လည်းဆက်ဆက်နေပါတယ် Sky Shield Laser စနစ်ကိုတည်ထွင်ခဲ့တဲ့ CCTS Corporation ပါပင်ကာကွယ်ကုမ္ပဏီတွေကနိုင်ငံပိုင်ဖြစ်ပါတယ်ဒီကုမ္ပဏီတွေကဘေကျင်းကိုစီရင်ခံတဲ့အခါမှာအခက်အခဲတွေဒါမှမဟုတ်ရီမန်းချက်တွေကိုမမီနိုင်ဘူးဆိုတာပြောဖို့ကတော့မသင့်တော်ပါဘူးတရင်ကောင်းနေကြည့်ပဲစီရင်ခံတာကအကောင်းဆုံးမဟာဗျူဟာဖြစ်ပြီးအလုံးမပြုတ်ချင်တဲ့ဝန်ထမ်းတွေအတွက်ပါ ဒါကြောင့်မဲ CCB ကလေဆာစနစ်တွေရောင်းချဖို့အစင်းသင်းဖြစ်ပြီးတော့မေးတဲ့အခါမှာလွယ်ကူတဲ့ဖြေကတော့အမြဲတမ်းဟုတ်ခဲ့ပါပဲသူတို့လုပ်ခဲ့တဲ့ဆန်တတ်မှုတွေကိုကြည့်မယ်ဆိုရင် Sky ရှိအောင်တရားရာခံတို့ထိရောက်မှုရှိတယ်ဆိုတဲ့နှုတ်ထားနေပဲအစင်းသင်းဖြစ်နေပြီလို့ပြောနေပါတယ်ဒါပေမဲ့လက်တွေ့စစ်စင်ရဲ့အတွင်းကအခြေအနေတွေကဆန်တတ်မှုအခြေအနေတွေနဲ့အမြဲတမ်းကွာခြားနေပါတယ်ဒါ့အပြင်တရုတ်နိုင်ငံရဲ့စစ်ပတ်တုံးပစ္စည်းတွေမှာတကယ်တိုက်ပွဲအတွေ့အကြုံရှိခြင်းဆိုတဲ့ပြဿနာကြီးတွေရှိနေပါတယ်အမှန်တမ်းပြောရမယ်ဆိုရင်တရုတ်ပြည်သူလူမျိုးရေးတက်မတော် PLA က1989ခုနှစ်တရုတ်ဖီယန်နယ်စစ်ပွဲနောက်ပိုင်း စစ်ပွဲတစ်ခုမှမတိုက်ဖူးပါဘူးဒါကြောင့်သူတို့ထုတ်လုပ်တဲ့လက်နက်အများစုရဲ့ထိရောက်မှုအောင်စာရွက်ပေါ်မှာပဲရှိနေပြီးလက်တွေ့သက်တွေမရှိပါဘူးဒါကတော့စစ်ပွဲပေါင်းများစွာကိုဖျက်ဆီးခဲ့တဲ့အမေရိကန်တို့နဲ့အကြီးကြီးကွာခြားတဲ့အချက်ပါဒီကြားထဲမှာတရုတ်ဟာစီးပွားရေးနဲ့နိုင်ငံရေးဩဇာတိုးမြင့်မှုတို့လက်နက်တင်ပို့မှုကိုအသေးအတန်လိုအပ်နေပါတယ်လက်နက်ရောင်းချမှုကပြည်တွင်းကာကွယ်လုပ်ငန်းကိုအားပေးတယ်လို့ဝယ်ယူတဲ့နိုင်ငံတွေကိုလည်းသူတို့အပေါ်မိကိုအားထားလောင်လုပ်နိုင်တဲ့မဟာပြူဟာတစ်ခုပါလက်ရှိမှာတော့တရုတ်ဟာနိုင်ငံတကာလက်နက်ဈေးကွက်ရဲ့9.9ကြာခိုင်နှုန်းကိုပဲရရှိထားပြီး53ကြာခိုင်နှုန်းနဲ့ဥဆောင်နေတဲ့အမေရိကန်ကိုရှင်ပြန်ဖို့ကြိုးစားနေပါတယ် တရုတ်ရဲ့ရောင်းချမှုနီလန်းကတော့အနောက်နိုင်ငံတွေထက်ဈေးနှုန်းကိုအများကြီးလျှော့ချတာနဲ့နိုင်ငံအရာဘသူကမှဂရုစိုက်နေကြမလို့ဘူးဆိုတဲ့အချက်တွေနဲ့ဆွဲဆောင်တာပါ။ဒါကြောင့်တင်ကရင်းကုန်သင်္ဘောဒရုန်းစတဲ့လက်နက်တွေကိုထိုင်းပါကစ္စတန်ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတွေကဝယ်ယူကြပါတယ်။ဂုံတရင်ထိခိုက်မှုတရုတ်လက်နက်ရောင်းချမှုတွေမှာအောင်မြင်တယ်လို့ပြောနိုင်တဲ့တခုကတော့ပါကစ္စတန်ကိုရောင်းခဲ့တဲ့ J10 စီတိုက်လေယာဉ်တွေပါ။ဒီလေရင်တွေဟာအိန္ဒိယတိုက်လေရင်တွေကိုပြစ်ချနိုင်ခဲ့တဲ့သတင်းထွက်လာတဲ့အခါမှာအင်ဒိုနီးရှားနဲ့အီရန်လိုနိုင်ငံတွေကပါဝယ်ယူဖို့စစ် ိတ်ဝင်စားခဲ့ပါတယ်ဒီလိုတိုက်ပွဲအောင်မြင်မှုတည်တင်းနေအောင်လက်နဲ့ရောင်းချမှုဟာဂွန်တင်းအတွက်ဘလောက်တော့အရေးပါသလဲပြသပါတယ်ဒါပေမဲ့ဒီလိုအောင်မြင်မှုတွေရှိသလိုဆော်ရီယာပြမှာ Sky Shield Laser လက်နဲ့မအောင်မြင်ခဲ့တာကတရုတ်ရဲ့ဂွန်တင်းကိုအကြီးကျယ်ထိခိုက်စေခဲ့ပါတယ်ဒီပြဿနာဟာဒီချိန်ထဲမဟုတ်ပါဘူးနိုင်ဂျီးရီးယားမြန်မာဘင်္ဂလားဒေ့ရှ်နဲ့ပါကစ္စတန်တို့လိုနိုင်ငံတွေကလည်းချုပ်ယွင်းနေတဲ့တရုတ်လေရင်စစ်သင်္ဘောနဲ့ဒုံးညီတွေကြောင့်ပြဿနာကျုံခဲ့ရပါတယ်ဒီအဖြစ်ဖြစ်ကြောင့်ပဲဝေသူတွေကတရုတ်ရဲ့ထုတ်ကုန်ကောင်းနေဆိုတဲ့စကားကိုမယုံကြည်တော့ဘဲတကယ်တိုက်ပွဲအခြေအနေတွေကတက်တေးကိုသာလိုချင်လာကြပါလိမ့်။တကယ်လို့တရုတ်ကဂုံတင်းကိုမတိုးတက်နိုင်ဘူးဆိုရင်သူတို့ဟာ Lockheed Martin လိုကမ္ဘာတိကုန်သတင်းရှိတဲ့ American company တွေစီကိုပြန်လည်သွားနိုင်ပါလိမ့်။ဒီပညာမြန်မာတဲ့လက်နက်တွေမောင်းမြင်တာတရုတ်ပြည်သူလူမျိုးကြီးတက်မတော် PLA ဟာသူတို့ပြောထားသလောက်ခင်မိခြင်းမရှိနိုင်ဘူးဆိုတာကိုလေတွေဝိုက်ပြသနေပါလိမ့်။လက်နက်တွေကိုလွန်လွန်ကျွတ်ကျွတ်အခဲပြတ်တာဟာတရုတ်ကာကွယ်ရေးလုပ်ငန်းတစ်ခုလုံးမှာရှိနေတဲ့စနစ်ပိုင်းဆိုင်ရာပြဿနာဖြစ်နိုင်ပါလိမ့်။တကယ်လို့တရုတ်ကထိုင်ဝမ်ကိုကျူးကျော်ဖို့ဆုံးဖြတ်ခဲ့ရင်စည်ရေးဆွေးရင်တွေကိုအလုံးကျုံခံမှန်းခဲ့တဲ့ရုရှားလိုအမှားမျိုးလုပ်မိနိုင်ပါတယ်။တရုတ်ရဲ့ဒုံးကျည်တွေတိုက်လေရင်နေရာထင်သာသလောက်မကောင်းဘူးဆိုရင်ကျူးကျော်မှုကကြာရှည်ပြီးအကြီးတန်းတဲ့ပဋိပက္ခဖြစ်ပါတယ်။ စကိုင်းရှိမအောင်မြင်ခဲ့ပေမဲ့လေဇော်ရီယာရီပြဟာရေနံဝင်ငွေများစွာရှိနေတာကြောင့်2025ခုနှစ်မှာကာကွယ်ရေးအတွက်ဒေါ်လာ88ဘီလီယံ GDP ရဲ့ခုနှစ်ရာခိုင်နှုန်းကျော်သုံးဆွဲနိုင်စွမ်းရှိပါတယ်သူတို့ကရိုးရာကာကွယ်ရေးစနစ်တွေနဲ့ electronic လိုင်းနှောက်ချက်ခြင်းစနစ်တွေကိုအားပြီးပို့ပြီးအားကိုးလာဖို့ရှိပါတယ်ဒါပြင်နိုင်ငံကြောင့်ဒါပေမဲ့နိုင်ငံသားဝင်မိခုံမှုရှော့ချဖို့အတွက်ပြည်တွင်းကာကွယ်ရေးလုပ်ငန်းမှာပါရင်းနှီးမြှုပ်နှံနေပါတယ်။ဒီနေ့မှာတော့ဆော်ရီယာပြဟာတရုတ်ထက်ပိုကောင်းတဲ့လေဆာလက်နက်တွေကိုကိုယ်တိုင်တော့ထုတ်လုပ်နိုင်ခြင်းရှိပါတယ်။အစုံလေးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။